မင်္ဂလာပါရှင်ခိတ္တတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂုံတရီပြက်အာဆီယံတတိကြီးတက်ဦးသို့မဟုတ်မြန်မာစစ်တပ်ကိုနှစ်30ကျော်ထောက်ပံ့နေသည့်မလေးရှားတတိရောဘတ်ခေါ်မလေးရှားနိုင်ငံ၏အချမ်းသာဆုံးတတိကြီးတအုပ်ဖြစ်သူရောဘတ်ခေါ်သည် Court စီးပွားရေးလုပ်ငန်းစုနှင့် Shangri-La Hotel လုပ်ငန်းစုတို့ကိုတီထောင်လုပ်ကိုင်နေသူဖြစ်ပါသည် ရောဘတ်ခော့သည်ကမ္ဘာအချမ်းသာဆုံးလူနေရပ်ကွက်တွင်အင်ဂီဟာကြီးတစ်ခုကိုပိုင်ဆိုင်ထားသည်သာမကကမ္ဘာတံပိုးအကြီးဆုံးဟုဆိုနိုင်သည့်အပျော်စီးသင်္ဘော The History Supreme ကိုလည်းပိုင်ဆိုင်ထားသူဖြစ်သည်တံပိုးအပြင် American Dollar 4.8ဘီလီယံရှိအဆိုပါသင်္ဘောကြီးအားအတွင်ပိုင်းတွင်ရွှေနှင့် Platinum တို့ဖြင့်အလဆင်ထားပြီးအိမ်ကန်းကျယ်ကြီးဤနယံပေါ်တွင် T-Rex Dinosaur အယိုးစုကိုချိတ်ဆွဲထားသည်ဟုလည်းဆိုကြသည် ထို့သောများပြားလာသည့်စီးစိမ်များကိုပိုင်ဆိုင်ထားသည့်တထေကြီးရောဘတ်ခေါ်သည်မြန်မာအကြမ်းဖက်စစ်အုပ်စုနှင့်နှစ်ပေါင်း30ကျော်ကြာစီးပွားရေးလုပ်ငန်းများပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းလူအခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Justice for Myanmar ကမြန်မာနေကထုတ်ပြန်လိုက်ပါတယ်အထူးသဖြင့် Justice for Myanmar အဖွဲ့ကထုတ်ပြန်ခဲ့သောမြန်မာစစ်အုပ်စု၏အကြမ်းဖက်စစ်ဆင်ရေးကိုကူညီနေသည့်အသက်30အထက်ဂုံတရီပြက်အာဆီယံတတိယကြီးများဆက်ရင်တွင် Robert Koch ကထိတ်ဆုံးကပါဝင်နေခြင်းလည်းဖြစ်သည် မြန်မာနိုင်ငံတွင်88အရေးတော်ပုံအပြီးတဖန်ပြန်လည်ဖြစ်ပွားခဲ့သည်96 99နိုင်ငံရေးလှုပ်ရှားမှုစတင်ခဲ့သည်1996ခုနှစ်အတွင်းဒီမိုကရေစီကြောင်းသားလှုပ်ရှားမှုများအားစစ်အုပ်စုကအကြမ်းဖက်ဖြိုခွင်းနေချိန် Robert Court E စီးပွားရေးလုပ်ငန်းစုသည် Sue Square အတွက်ညင်းငါးစာချုပ်ကိုမြန်မာစစ်အုပ်စုနှင့်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ရန်ကုန်မြို့သည်စူးလေဖရအနီမြမစစ်တပ်ပိုင်ဆိုင်သောမြေပေါ်တွင်တိဆောက်ထားသည့်ရင်းစုစကွဲအား ရှန်ဂရီလာအရှာ၏စီမံခန့်ခွဲမှုအောက်တွင်2018ခုနှစ်တွင်စတင်ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ယင်းစီမံကိန်းမှာမြန်မာစစ်အုပ်စုရရှိသည့်ငင်းငါးကပေးချေငွေအကြောင်းအသေးစိတ်ကိုရှန်ဂရီလာအရှာနှင့်မြန်မာစစ်အုပ်စုနှစ်ဖက်လုံးကထုတ်ပြန်ခဲ့ခြင်းရှိပြီး စိန်လန်သောအပူပိုင်းသစ်ပင်များတပ်ပေသောဖျားစေတီများနှင့်တမိုင်းဝင်ရန်ကုန်မြကွင်းများကိုခန်းစားရရှိနိုင်သော Shangri-La ၏ website အားပြိုင်ဘက်ကင်းဟုဖော်ပြထားပြီးအဆိုပါတန်မိုးကြီးနေရာအတွက်ငားရန်ကသည်အလွန်များပြသည့်ပမာဏတရက်ဖြစ်နိုင်သည်ဟု Justice for Myanmar အဖွဲ့ကဆိုသည်ထို့ပြင်မလေးရှားတထေကြီးရောဘတ်ခော့တီသူတွေမကပဲသူဤတူမဖြစ်သူစင်ကာပူနိုင်ငံအခြေဆိုင်ကမ္ဘာကျော်အဆင့်မြင့်ပညာရေးအဖွဲ့ Share NUSA အောက်ချုပ်မှုဆိုင်ရာဘုတ်အဖွဲ့ဥက္ကဋ္ဌလည်းဖြစ်သူ Kate Court Ong Kwan Go Square Square ရုံးကန်းနဲ့ကုန်တိုက် project ကိုစီမံနေသော Trader Square Company တွင် data အဖြစ်ခန့်အပ်မှုကြောင့်သူမအား Yes NUS ဘောအဖွဲ့ဥက္ကဋ္ဌအဖြစ်မှဖြုတ်ချပေးရန်အရက်ဖက်အဖွဲ့အစည်းများက2021ခုနှစ်အတွင်းကတောင်းဆိုခဲ့ကြသေးသည်။ Robert Court E. Shangri-La Hotel နှင့်အပန်းဖြေစခန်းများသည့်စစ်ရဇဝေးကောင်များနှင့်စီးပွားရေးပတ်သက်ဆက်နွယ်မှုများရှိနေတော်လဲ Shangri-La စီးပွားရေးလုပ်ငန်းစုသည်ဟောင်ကောင်နှင့် Singapore Stock Exchange များတွင်ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလဲ GFN ကထောက်ပြပါသည်။ အထူးသဖြင့် Robert Court ၏အိမ်ချမ်းကြီးလုပ်ငန်းများသည့်ရာဇဝတ်မှုများစွာကိုကျူးလွန်ထားပြီးအကြမ်းဖက်စစ်တပ်ကိုငွေကြေးအထောက်ပံ့ပေးရာရောက်နေသလို၎င်းစစ်အာဏာရှင်များအားအနာဂတ်ကာလတွင်အကျိုးမြတ်များစွာရရှိနိုင်သောပိုင်ဆိုင်မှုတစ်ခုကိုဖန်တီးပေးရာရောက်နေသည်ဟုလည်း Justice for Myanmar ကထောက်ပြဝေဖန်ပြောဆိုထားသည်ဆလပင်းစာလင်းကြီးညောင်မင်းကြီးရဲစခန်းမှာစက်ကြီးထွက်ောက်သည့်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအူးသေးဆုံးပြီးတော်လန်ရေးရဲဘော်တအူးကြဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းစာလင်းကြီးမြို့နယ်ညောင်မင်းကြီးရဲစခန်းမှာစက်ကြီးထွက်ကောက်သည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရာစစ်တပ်ဘက်မှတအူးသေးဆုံးပြီးတော်လန်ရေးရဲဘော်တအူးချဆုံးခဲ့ကြောင်းဒေတာတွင်တော်လန်ရေးတရင်ရင်မြက်ကတရင်ဌာနသို့ပြောဆိုပါရယ်မေလ14ရက်နေ့နနက်7:00နာရီခန့်တွင်စာလင်းကြီးမြို့နယ်ညောင်မင်းကြီးရဲစခန်းမှာစစ်ကောင်စီတပ်သားများကကုန်တင်ကားများကိုစက်ကြီးထွက်ကောက်နေစဉ်တော်လန်ရေးရဲဘော်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ။ယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတအူသေးဆုံးခဲ့ပြီးဒေါ်လန်ရဲရဲဘော်တအူကြဆုံးကတအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ညောင်ပင်ကြီးရဲ့စခန်းထဲကကုန်ကားတွေကိုဂိတ်ထွက်ကောက်တာပါ။မနေ့ကဂိတ်ကြီးဆင်းကောက်တဲ့၃ယောက်ကိုဒီဘက်ကတော်လန်ရဲရဲဘော်တွေကကားနဲ့ဝင်ပြတ်တာစစ်ခွေးတကောင်သေးတယ်။ခုဘက်ကတော့တယောက်ကြားတယ်၊တယောက်ပဲဒဏ်ရာရတယ်။ဒဏ်ရာရတဲ့ရဲဘော်ကစိုးရင်ရတယ်၊လက်နက်ချိုယွင်းမှုကြောင့်တော်လန်ရဲရဲဘော်တွေထိခိုက်ကြဆုံးခဲ့တာလို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးချောင်းဦးမြို့နယ်ခင်မွန်ကြီးရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုနှိပ်စက်တပ်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းရန်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းချောင်းဦးမြို့နယ်ခင်မွန်ကျေးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုနှိပ်စက်တပ်ဖြတ်ပြီးရွာသား20ကျော်ကိုစစ်မှုထမ်းရန်ဖမ်းဆီးသွားကြောင်းချောင်းဦး PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ် မေလ23ရက်နေ့ည8:30မိနစ်ခန့်တွင်ချောင်းဦးမြို့ရှိအထွေထွေအုပ်ချုပ်ရေးမှူးရုံးမှစစ်သားများညပလဲစီဆိုင်ခိမ်းမှစစ်သားများနှင့်ခင်မွန်ဘတ်ဆောင်ချမ်းမှစစ်သားများပူးပေါင်း၍အင်းအားအများပြဖြင့်ခင်မွန်ကျေးရွာအတွင်ကိုစစ်ကြောင်းဝင်ရောက်ကအသက်20အရွယ်ကိုမျိုးခန့်ကိုကိုကိုဓာဖြင့်မှုံ၍နှိပ်စက်ကတနက်ဖြန်ပြစ်ခတ်တပ်ဖြတ်သွားကြောင်းထို့ပြင်နောက်ကျေးရွာသားအမျိုးသား20ကျော်ကိုလည်းစစ်မှုထမ်းရန်ဖမ်းဆီးသွားကြောင်းသိရှိရပါသည် အသက်ခံရတာကခေမွန်ရွာသားကိုမျိုးခန့်ကိုကိုပါအသက်20ဝန်းကျင်အရွယ်ပဲမျက်နာကိုဓာတ်နယ်မော်ပြီးစီးရင်စီးရင်နဲ့နောက်ဆုံးတနက်နဲ့ပြတ်သက်သွားတာဖမ်းခံရတဲ့သူတွေကအယောက်20လောက်ရှိမယ်အမျိုးသားတွေကြီးပဲခေမွန်ရွာဆိုတာကစစ်ခွေးအထိုင်စခန်းနှစ်ခုကြားမှာရှိတာစစ်ခွေးအထိုင်စခန်းကလည်းဟိုဘက်ဒီဘက်မီတာ1000ကျော်လောက်ပဲကွာတာမုံရွာမန္တလေးလမ်းမပေါ်မှာရှိတာဆိုတော့သူတို့အမြဲတမ်းဖြတ်ကျင်တိုင်းဖြတ်ဝင်ကျင်တိုင်းဝင်လို့ရတဲ့ရွာပေါ့အခုလေလမ်းကြောင်းအသုံးပြုဖို့ဝင်တဲ့အနေအထားကနေရှောင်းတခင်ရွာတဲကိုဝင်တာလမ်းပိုင်းတင်မဟုတ်ဘဲ ရွာနဲ့ရက်ွက်တဲ့အထိဝင်ဆွဲတာဟု၆ဥ PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်။အကြမ်းဖက်စစ်တပ်ကတပ်ဖြတ်သွားသည့်ကိုမျိုးခန့်ကိုကိုဤရုပ်အလောင်းကိုယမန်နေ့မေလ၁၄ရက်နေ့တွင်တကြိုလိုက်ကြောင်းဖမ်းဆီးသွားသည့်ဖင်မော်ရွာသားများကိုလည်း၆ဥမျိုးအထွေထွေအုပ်ချုပ်ရေးမှုရုံးသို့ခေါ်ဆောင်သွားက၎င်းမှတက်ဆင်မေလ၁၄ရက်ညပိုင်းတွင်မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါရယ်။ ဆက်လက်ပြီးစကိုင်းမြို့တွင်ငလင်ကြောင့်ပြိုကျပျက်စီးနေသောဂက်တန်ဘလီဝစ်ချောင်းတော်ကိုစစ်ကောင်စီက၃ရက်အတွင်းအပြီးဖယ်ရှားရန်အမိန့်ထုတ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းစကိုင်းမြို့တွင်မလ28ရက်နေ့လှုပ်ခတ်ခဲ့သောပြည်ယာ9.8အဆင့်ရှိငလင်းကြောင်ပြိုကျပျက်စီးနေသောဂတ်တန်းပလီဝက်ကြောင်တော်ကိုစစ်ကောင်စီက3ရက်အတွင်းဖယ်ရှားပေးရန်အမိန့်ထုတ်လာကြောင်းအစလန်အတိုင်းဝိုင်းကပြောဆိုပါရယ်စကိုင်းမြို့မှရေစခန်းတွင်ကက်လက်ရှိနေသောဂတ်တန်းပလီသည်နှစ်ပေါင်း120ကျော်တက်တန်းရှိနေပြီဖြစ်ပြီးပလီမြင်းနှင့်ရေစခန်းမြေနှစ်ခုစလုံးကိုကိုလိုနီခေတ်ဗြိတိရှအိန္ဒိယဘယင်ခန့်၏စုတစိတ်ရရှိခဲ့သူမေဂျာရဟင်းဘတ်ကအလူတအူးတဲ့အနေဖြင့် 1902ခုနှစ်တွင်ဝယ်ယူလူတန်းခဲ့ခြင်းဖြစ်ကြောင်းမြေပိုင်ဆိုင်မှုမှာအလူရှင်တဦးတည်းကတဆက်တည်းလူတန်းခဲ့ခြင်းဖြစ်ကြောင်းမလ28ရက်နေ့လှုပ်ခတ်ခဲ့သောကလေးကြောင့်ဗလီကျောင်းတော်ကြီးမှပြိုကျပျက်စီးခဲ့ရပြီးဗလီကိုပြင်ဆင်ရန်ကြိုးပမ်းနေခြင်း၃ရက်အတွင်းအပြီးဖယ်ရှားရမည်ဟုအမိန့်ပေးလာခြင်းဖြစ်ကြောင်းသိရှိရပါသည်ကတန်းပလီကစကိုင်းမြို့ဒူပါယုံလန်ဒူပါယုံစီတီနှင့်တန့်ခိုင်ရေယုံရှိတဲ့လမ်းကြားကနေဝင်သွားရပြီးစကိုင်းမြို့မှရဲစခန်းနှင့်ဘေးချင်းကလေးရရှိနေတဲ့ဗလီဝဲကျောင်းတော်ပဲဖြစ်ပါတယ်။ စစ်အစိုးရခေအဆက်ဆက်ပလီမြေကိုသိမ်းဖို့ကြိုးစားခဲ့ပူပေမဲ့မြေစရင်စာချုပ်စာတမ်းပြပြီးဖြေရှင်းခဲ့ရတယ်။အခုဆေယနာသိမ်းပြီးတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကအဲ့ဒီလိုပဲပလီမြေကိုသိမ်းဖို့ကြိုးစားလို့မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေနဲ့လိုက်ခဲ့ပြီးပြီ။အခုငလင်ကြောက်ပြိုကျသွားတဲ့အချိန်မှာပလီနဲ့ရေစခန်းကနေတာမကြိုက်တဲ့ခရိုင်ရဲမှုကပလီမြေကိုအတင်းအဓမ္မဖျက်ပြီးသိမ်းယူဖို့အမိန်ထုတ်လာတာဟုသကိုင်းမြို့မှအစလန်အတိုင်းဝိုင်းကဆိုပါတယ်။ မလ28ရက်နေ့ငလင်ကျောင်းမန္တလေးစကိုင်းအပါအဝင်မြို့ကြီးများတွင်ပလီကျောင်းတော်90ကျော်ပြိုကျပျက်စီးခဲ့ပြီးစစ်ကောင်စီကပြည်လည်တိဆောက်ခွင်ဖြိုပြက်ခွင်များကိုအထူးတင်းကျပ်စီစစ်လျက်ရှိကြောင်းထို့ထဲတွင်စကိုင်းမြို့မှကတန်းပလီမှပြည်စင်ခွင်ပါမရှိတော့ပဲအပြီးပြက်ဖေရှားခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်ဒီပလီက120ကျော်ပြီးပလီမြေရောရဲစခန်းကြီးနေရာရောကမွတ်စလင်ကပဲလူထားတာ ဒီပလီကိုပထမရေစကန်တဲမှာနောက်ပိုင်းသူတို့ပဲအပြင်ထုတ်တယ်။အခုငလင်ပီးလျင်ပြန်ဆောက်ခွင့်ပေးမလို့လို့နဲ့စာရွက်စာရမ်းတွေတောင်းပြီးသုံးရက်အတွင်းဖယ်ခိုင်းတာပဲဟုစကိုင်းမြို့ကအစ္စလမ်ဘာသာဝင်တအုပ်ကရှင်းပြပါတယ်။ စစ်ကောင်စီကငလီကြောက်ပြုတ်ပြတ်သွားသောဗုဒ္ဓဘာသာဖျားစီဒီပထိုးနှင့်ကြောင်းတိုင်များကိုမူစိုက်နေတတ်တယ်လို့ပြန်လည်တီထားခွင့်ပေးထားတော့လေဗလီနင်းခရိယံဖျားရှိကိုကြောင်းများကိုမူမူလအတိုင်းသာဆောက်လို့ရန်ဆောက်လို့ချင်းနှင့်ပြုတ်ပြတ်ခြင်းများကိုလည်းစစ်ကောင်စီကခွင့်ပြုမှသာလှုံ့ဆော်ရန်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းအမရိကန်ခွင့်ပြုချက်တောင်းခံသောအခါဖြိုဖျက်ရှင်းလင်းခွင့်ပင်မပေးဘဲပြန်လည်တီဆောက်ခွင့်မှာအလွန်ဝေးကွာကြောင်းသိရှိရပါတယ်ပလီနေခရိယံဖျားကြောင်များကိုပြန်လည်တိဆောက်ရတွင်ကနအူးအနေဖြင့်အောက်ခြေတွင်စီစစ်မည်ဖြစ်ကြောင်း မြို့နယ်ရင်းနောက်ခရိုင်ထိုမတဆက် ပြည်နယ်တိုင်းအစိုးရအဆင့်သို့တင်ပြရမည်ဖြစ်ပြီးနောက်ဆုံးတွင်သာသနာရေးဝန်ကြီးဌာနနှင့်စစ်ကောင်စီတန်းသို့နောက်ဆုံးခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်းသိရှိရပါသည်တို့ရရင်ဗုဒ္ဓဘာသာဖျားစစ်တီပတ်ထိုးနှင့်ကျောင်းတိုင်များပြိုချမှုကိုမူငလင်လောက်ခတ်ပြီးသည့်နှင့်စစ်ကောင်စီကဥဆောင်၍အင်တိုက်အားတိုက်ပြုပြင်လျက်ရှိကြောင်းသိရှိရပါသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။